နာလဗျင်ဟာပုံကွန်ဖကြွလာတဲ့ယူရီးယားစစ်ကိုခြေသက်တိုက်ခိုက်စေခဲ့ပါတယ်။အဲ့ဒီစစ်ပွဲမှာတတော်ကြီးဖြစ်တဲ့မဟာဥပဒေကြာဆုံးခဲ့တဲ့အတွက်လက်စားချေလိုတဲ့စိတ်နဲ့မအောင်မြင်ပဲအချင်းချင်းခြေသက်တိုက်ခိုက်ရင်သူ့ရဲ့အင်အားကိုတစ်ဖြည်းဖြည်းချုံပြီးလာခဲ့ပါတယ်ခင်ဗျာ။နောက်ပိုင်းမှာတော့နာနာဗျင်ဟာပုံကံမှုတွေကိုနှိမ်နှင်းမှုအားမထုတ်နိုင်တော့တဲ့အပြင်မပုံကံသေးတဲ့ လောက်ခံမြို့တွေကိုလည်းမယုံကြည်နိုင်တဲ့အတွက်တောင်ကိုအင်းရှင်းမင်းနှက်ရှင်တော့ဇင်းမဲအနှောရထားနဲ့ညောင်ရမင်းရကြီးဖြစ်လာမယ်မင်းရဲ့နန္ဒမိတ်တို့ကိုဟန်တော်ဝီမှာလာရောက်အမှုထမ်းရမယ်လို့စင့်ခေါ်ခဲ့ပါတယ်ခင်ဗျာအဲ့ဒီလိုတောင်းဆိုလာတဲ့အတွက်ဇင်းမဲနဲ့အတူတောင်ကိုနဲ့ညောင်ရမ်းတို့ဟာလည်းပုံကန်ခြားနာလာခဲ့ပါတော့တယ်လက်ရောက်ရင်နှလုံးရင်နဲ့ပြည့်စုံခဲ့တဲ့တွင်ရွှေကြီးနဲ့ဘုရင်တော်တို့ထောင်ခဲ့တဲ့ တောင်ငုတ်တဲလို့ခေါ်တဲ့ဒုတိယပြည်ထောင်စုမြန်မာနိုင်ငံကြီးဟာအရေးချင်းမရှိပဲညံ့ချင်းလာတဲ့နန္ဒဘရင်ရဲ့လက်ထက်မှာတော့သူ့တလူငါသမင်းနဲ့အစိမ့်စိမ့်အမွာမွာကွဲပြားခဲ့ရပါတယ်ခင်ဗျာ